ားလုံးပဲမင်္ဂလာပါရှင်။မန္တလေး news သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ NUG ယာယီသမရဒူဝါလက်ရှိလာနဲ့ KNPP ဥက္ကဋ္ဌထွေးဆုံဆွေးနွေးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံတော်ယာယီသမရဒူဝါလက်ရှိလာကခရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဥက္ကဋ္ဌခူဦးရယ်နဲ့အွန်လိုင်းကနေတက်ဆက်တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG ကမနေ့ကထုတ်ပြန်ပါတယ်။ တွဲဆောင်မှုမှာလက်ရှိနိုင်ငံအတွင်ဖြစ်ပေါ်နေတဲ့တော်လန်ရေးအခြေအနေတွေနဲ့ကြုံတွေ့နေရတဲ့တော်လန်ရေးဆိုင်ရာစိန်ခေါ်မှုတွေကိုအတူရင်ဆိုင်ကျော်လွှားနိုင်ဖို့နဲ့အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေကိုဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်တိုင်းပြည်အနှံ့အကြမ်းဖက်စစ်တပ်ရဲ့ပြစ်မှတ်မခွဲခြားပဲဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ထိခိုက်သေးဆုံးခဲ့ရတဲ့မိသားစုတွေထိခိုက်ဒဏ်ရာကြောင့်ကုသနေရသူတွေနဲ့အသက်အိုးအိမ်စီးဆိုင်တွေဆွန့်လွတ်ပြီးထွက်ပြေးတိမ်းရှောင်နေရတဲ့စစ်ပေးရှောင်ပြည်သူတွေအတွက် လူသားချင်းစာနာမှုကုညီရေးဆိုင်ရာကိစ္စတွေကိုလည်းဆွေးနွေးခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာကင်းနီပြည်နယ်အတွင်းအကြံဖက်စေအုပ်စုကလက်လုခဲ့ရတဲ့မြို့တွေပြန်လည်ရရှိရေးအတွက်အင်အားထောင်နေကြီးအသုံးပြုကထိုးစစ်ဆင်နေပြီးဒီမော့ဆိုမြို့နယ်မှာလည်းတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတာဖြစ်ပါတယ်။ဆက်လက်ပြီးပြည်ဦးလွင်အုံကျော်ရွာအနီးရှစ်ထက်ရေတကွန်တွင်လူ၅ဦးရေထဲမျောပါသွားပြီးအမျိုးသမီး၂ဦးသေဆုံး ရုရှားနိုင်ငံသားတအူးကိုကယ်ဆယ်နိုင်တော့လဲနှစ်ဦးပျောက်ဆုံးနေကဆက်လက်ရှာဖွေနေဆဲဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မန္တလေးတိုင်းပြင်းဦးလွေမြို့နယ်အုံချောရွာအနီးရှစ်ထက်ရေတကော၌ရုရှားနိုင်ငံသားများအပါအဝင်၅ဦးရေထဲမျောပါသွားပြီးအမျိုးသမီးနှစ်ဦးသေဆုံးကနှစ်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်းရုရှားနိုင်ငံသားအမျိုးသားတအူးကိုကယ်တင်နိုင်ခဲ့ကြောင်းရှာဖွေကယ်ဆယ်ရေးလှုပ်ဆောင်နေသူတအူးကသတင်းဌာနကိုပြောကြားပါတယ်။ရှမနီစက်တင်ဘာလ29ရက်နေ့ညနေ3:30မိနစ်ခန့်အချိန် ပြုံးလွင်မြို့နယ်ဇီးပင်ကျေးရွာအုပ်စုအုံနှဲရီအရှိကျေးရွာရှိရှစ်တက်ရေတကွန်တောင်တို့ရုရှားနိုင်ငံသားများအပါအဝင်အမျိုးသားအမျိုးသမီး၁၄ဦးတွားရောက်ရေကစားခဲ့ကြောင်းထို့သောရေကစားနေစဉ်လူ၅ဦးမှာတုံတက်ရေတကွန်တို့ပြုတ်ကျသွားကြောင်းသိရပါတယ်။သေဆုံးသူအမျိုးသမီး၂ဦးကမြန်မာနိုင်ငံသူတက်ဦးနဲ့နိုင်ငံခြားသူတက်ဦးပါ။သွားတာက14ရောက်သွားတာ9ရောက်ကရေတဲစင်တာအခုလောလောဆယ်တည်ဆုံနှစ်လောင်းနဲ့အသက်ရှင်လျက်ရုရှားနိုင်ငံသားတယောက်ကိုကဲထားနိုင်ခဲ့တယ်။ ဒီနေ့မနက်ကနေစပြီးပျောက်ဆုံးနေတဲ့အမျိုးသမီးနှစ်ဦးကိုရှာဖွေနေပါတယ်။နိုင်ငံခြားသူတအူးနဲ့မြန်မာနိုင်ငံသူတအူးပျောက်ဆုံးနေတာပါ။ကျန်တဲ့၁၄ဦးအချက်လက်ကတော့မသိရပါဘူး။တောင်ကြီးရုတ်တရက်ချလာလို့ဖသွားတဲ့တဘုံရှာဖွေကယ်ဆယ်ရေးလှုပ်ဆောင်နေသူတအူးကသတင်းဌာနကိုပြောကြားပါတယ်။အဆိုပါရေတကွန်တို့မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မန္တလေးတိုင်းရုံမှရှာဖွေကယ်ဆယ်ရေးရှင်နဲ့ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များမြို့နယ်နှင့်နယ်မြေကန်ကြီးနာအဖွဲ့များကသက်ဆိုင်ရာအဖွဲ့အစည်းများနဲ့အတူရှာဖွေကယ်ဆယ်မှုများပြုလုပ်ခဲ့ရာ ညနေ9နာရီအချိန်တွင်အသက်43နှစ်အရွယ်ရုရှားနိုင်ငံသားအမျိုးသားတအုပ်ကိုခြေထောက်ကျိုးတံရဖြင့်အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့ကြောင်းထို့ပြင်ညနေ6နာရီအချိန်တွင်သေဆုံးသူမြန်မာနိုင်ငံသူတအုပ်နှင့်နိုင်ငံသားသူအမျိုးသမီးတအုပ်တို့ကိုထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်းသိရပါသည်ထို့သောရှာဖွေကယ်တင်နိုင်ခဲ့တဲ့ညချေကျိုးထိခိုက်တံရရုရှားနိုင်ငံသားကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ပသိမ်ကြီးမြို့နယ်ထာဝရလူမှုကယ်ဆယ်ရေးအဖွဲ့အသင်းကားဖြင့်၎င်းသေဆုံးသူအမျိုးသမီး၂ဦးရောအလောင်းကိုမြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ပသိမ်ကြီးမြို့နယ်စေတနာမော်လူမှုကူညီရေးအဖွဲ့အုံကျော်ကဖြင့်၎င်းပြည်ဦးလင်စေယုံကြီးတို့ပို့ဆောင်ထားကြောင်းသိရပါသည်။စမိုင်းတဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။